မင်္ဂလာပါရှင် Rocky the Memory Keeper ကနေကြိုဆိုလိုက်ပါရရှင်ဒီကနေ့ကျွန်မပြောပြချင်တဲ့အကြောင်းအရာကတော့မကြခင်မှာ American သမ္မတကြီး Donald Trump ရဲ့ချွေးမဟောင်း Vanessa Trump နဲ့ယူတော့မယ်လို့နာမည်ကြီးနေတဲ့ကဘာကျော်ပြိုင်ဆန်ရှားတဲ့ Golfer Tiger Woods နဲ့သူ့ရဲ့ဇနီးဟောင်း Eileen Nordegren တို့အကြောင်းပဲဖြစ်ပါတယ်သူတို့ဖြင့် relationship တစ်ခုမှာယုံကြည်မှုပြတ်ပြားသွားရင်ပတ်စံနဲ့ကုစားလို့မရဘူးပတ်စံဟာအရာရာမဟုတ်ဘူးဆိုတာကိုတက်တေပြသွားခဲ့တယ် Eileen Nordegren အကြောင်းကတိတ်ပြီးတော့ တ်ဝင်စားဖို့ကောင်းတယ်။သူက Tiger Woods နဲ့ကွာရှင်ပြီးသွားတဲ့နောက်မှာသူ့ဘဝကိုအကောင်းဆုံးပြန်ပြီးတော့တည်ဆောက်ယူခဲ့တယ်။သူဘာဖြစ်ချင်တယ်လဲဆိုတာကိုငယ်ကလေးကကောင်းကောင်းသိတဲ့အမျိုးသမီးအခြေအနေပေးတာနဲ့အဲ့ဒီဘဝကိုရအောင်တည်ဆောက်သွားနိုင်တဲ့ကိုပိုင်အရေးချင်းရှိတဲ့သူ့ကိုကျွန်မလေးစားအားကြမိတဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးလိုရချင်းဖြစ်ပါတယ်။ အလင်းနိုဒဂရန်ကို1980ခုနှစ်ဇန်နဝါရီလ3ရက်နေ့မှာဆွီဒင်နိုင်ငံက Stockholm ဆိုတဲ့မြို့လေးမှာမွေးဖွားခဲ့ပါတယ်။သူ့မှာကိုတယောက်နဲ့အမွာညီမနှစ်ယောက်ရှိတယ်။သူ့အမေကဆွီဒင်မှာအောင်မြင်တဲ့နိုင်ငံရေးသမားကြီးတယောက်ဖြစ်ပြီးတော့သူ့အဖေကတော့ journalist တယောက်ဖြစ်ပါတယ်။မိဘတွေကသူငေးငယ်ကလေးကကွဲသွားတဲ့အတွက်ကြောင့်သူကအများအားဖြင့်အမေနဲ့ဆွီဒင်မှာကြည်ပြင်းခဲ့ပါတယ်။ တို့အမေကပညာတတ်နိုင်ငံရေးသမားဖြစ်တဲ့အပြင် စီးနေကန်းနဲ့နေတတ်အောင်သားသမီးကိုတေချာတွန်တန်ထားတဲ့အမေမျိုးပါ။သူက18နှစ်အရွယ်မှာတော့သူ့အဖေရှိတဲ့ဂျာမနီမှာသူ့အောက်ကအမွာညီမနှစ်ယောက်နဲ့သွားပြီးတော့တစ်နှစ်လောက်နေခဲ့တယ်။အဲဒီမှာဂျာမန်ဘာသာစကားကိုလေ့လာခဲ့ပါတယ်။အီလင်းနော်ဒိုဂရန်ကငေးငယ်လေးကလေးကအလုပ်ကြိုးစားတယ်။သူ့ခြေထောက်ပေါ်သူရက်တီးခြင်းနဲ့စိတ်ပညာဘာသာရက်ကိုအရင်စိတ်ဝင်စားပြီးတော့ child psychologist ဖြစ်ချင်ခဲ့တယ်။ ူကသူ့ရဲ့ចောင်းစရိတ်ကိုသူ့ဖရာသူရှာခြင်းနဲ့ဒါကြောင့်အလုံမရွေးခဲ့ဘူး model အလုံလည်းလုတ်ခဲ့တယ် ဒါပေမဲ့ तू ကစင်ပေါ်မှာချင်ပေါ်တဲ့ဘဝမျိုးကိုလိုချင်တဲ့ तू မဟုတ်ဘူးဆိုတာကိုကိုကိုတည်သွားတယ်။အဲ့ဒီလမ်းကြောင်းက तू အမေးလျှောက်ချင်တဲ့လမ်းကြောင်းမဟုတ်ဘူးဆိုတာတည်သွားတဲ့အတွက်ကြောင့်ဆက်မလုပ်ခဲ့ဘူး။ကျောင်းစီအတွက် तू ကစူပါမားကတ်မှာခက်ရှာလဲလုပ်ဘူးတယ်။အဝတ်အစားရောင်းတဲ့ဂုံတိုက်မှာအယောင်းဝန်ထမ်းလဲ तू လုပ်ခဲ့တယ်။ Stockholm ကဂုံတိုက်တစ်ခုမှာအယောင်းဝန်ထမ်းအနေနဲ့လုပ်နေတော့ तू ကနာမည်ကျော် Goffer Jesper Panavik ရဲ့ဇနီး Mia Panavik နဲ့ तू တွေ့ခဲ့တယ်။ မီယာကအလင်းရဲ့တွက်လက်ချက်ချာမှုတွေကိုအရန်သဘောကျသွားခဲ့ပြီးတော့သူတို့နဲ့အမေရိကကိုလိုက်နေပြီးတော့ကလေးထင်းပေးဖို့ကမ်းလှမ်းခဲ့တယ်။အဲ့ဒါကိုအောက်ဖေးအန်နာနီလို့ခေါ်တယ်။ကလေးထင်းတက်တက်မဟုတ်ဘူးပေါ့နော်။ तू ကအဲ့ဒီအိမ်မှာလိုက်နေပြီးတော့အိမ်အတွက်လိုအပ်တာရှိလို့ရှိရင်ဝိုင်းလုပေးရတယ်သူလိုမျိုး။အဲ့ဒါက2000ပြည့်နှစ်လောက်မှာပါ။ကျမသူ့ကိုချီးကျူးတာက तू အဲ့ဒါလိုမျိုး तू များအိမ်မှာကလေးထင်းနာနီသွားလုပ်တဲ့အချိန်မှာသူ့အမေနဲ့အဖေကသူတို့ရဲ့လုပ်ငန်းနေပြည်မှာယာထူတာဝန်ကြီးတွေနဲ့ရှိနေတဲ့အချိန် သူ့အမေကဆွီဒင်နိုင်ငံရဲ့ Ministry for Foreign Affairs မှာ State Secretary လုပ်ခဲ့တဲ့ကောင်တီတစ်ခုရဲ့ Governor လည်းဖြစ်ခဲ့တယ်။ပြီးတော့ဆွီဒင်ရဲ့ Ministry of Justice အောက်က Migration and Asylum Policy မှာလည်းပဲ Minister လုပ်ခဲ့တယ်။သူ့အမေကဒီလိုမျိုးနိုင်ငံတော်အဆင့်အများထူးရခန့်ကြီးကြီးရှိနေတာကိုသူကဗောကြော့မနေဘဲနဲ့ကိုဒူးကိုခြုံပြီးတော့သူများအိမ်မှာနာနေသွားလုပ်ခဲ့တယ်။ဒီ Gopher ကြီး Jasper Panevic ရဲ့အိမ်ကိုရောက်သွားတာကသူနဲ့ Tiger Woods ရဲ့နဖူးစာရွာလေခြင်းအစပါပဲ။ ဂေါ်ဖာရဲ့ဇနီးမီယာကအလင်းကိုအတော်ချစ်ပုံရတယ်။သူ့ယောက်ျားရဲ့ဂေါ်ဖ်ရိုက်ပြိုင်ပွဲတွေကိုခေါ်သွားတယ်။အမေရိကန်နိုင်ငံကဂေါ်ဖာအကျော်အမော်တွေနဲ့အလင်းကိုမိတ်ဆက်ပေးတယ်။ Tiger Woods အပါအဝင်ပေါ့။သူတို့နှစ်ယောက်2000တခုနှစ်အင်္ဂလန်မှာလုပ်တဲ့ Open Championship မှာစပြီးတော့တည်သွားခဲ့တာ။ Ilin ရဲ့အင်ရှင် Jasper Panovic ကသူတို့နှစ်ယောက်ကိုမိတ်ဆက်ပေးခဲ့တာပေါ့။ Mia Panovic ပြောခဲ့တာကတော့အဲ့ဒီချိန်တုန်းက Ilin ကိုကြိုက်ခဲ့တဲ့ ဖော်ဖာရဲအများကြီးပဲတဲ့အဲလင်းကဘတုကိုမှပြန်မကြိုက်ခဲ့ဘူးအဲ့ဒီချိန်တုန်းကသူ့မှာဆွီဒင်မှာချစ်သူရှိတယ်အဲလင်းက child psychologist တယောက်ဖြစ်ချင်တဲ့အတွက်ကြောင့်သူကအမေရိကမှာကာလတစ်ခုထိနေပြီးတော့ပတ်စံစုမြင့်ရင်ဆွီဒင်ကိုပြန်ပြီးတော့ကျောင်းတက်ဖို့ပဲပြင်ဆင်နေခဲ့တာသူကချင်ပေါ်ကြော်ကြားတဲ့ဘဝမျိုးကိုမလိုချင်ခဲ့ဘူးတဲ့ဒါပေမဲ့ Tiger Woods ကနောက်မဆုတ်ဘဲနဲ့အသေးအတန်လိုက်နေတော့ okay ဒီခါတော့ date ကြည့်လိုက်မယ်ဆိုပြီးတော့တွေ့လိုက်တာအဲ့ဒီတစ်ချိန်မှတင် Tiger Woods အပေါ်မှာသူ့ရဲ့အမြင်တွေပြောင်းသွားခဲ့တယ်သူက ကဘာကျော်တယောက်ဖြစ်ပေမဲ့ nice and normal guy တယောက်ပါဆိုပြီးမြင်သွားတယ်။တာမန်သဘောကောင်းတဲ့မျိုးသားတယောက်လိုမျိုးမြင်သွားတာပေါ့။အဲ့ဒီအချိန်ကနေစပြီးတော့သူတို့နှစ်ယောက် date ခဲ့ကြတယ်။18လလောက်ကြာတဲ့အခါ2003ခုနှစ် November လကုန်ပိုင်းမှာ Tiger Woods ကတောင်အာဖရိကမှာကျင်းပတဲ့2003 President's Cup ပြိုင်ပွဲကိုသွားတဲ့အချိန်မှာ Elin Nordogran ကိုလက်ချက်ခွင့်တောင်းခဲ့တယ်။ Elin ကလည်း yes လို့ပြောခဲ့တယ်။ ပြီးတော့တနစ်မကြခင်မှာပဲ2004ခုနှစ်အောက်တိုဘာလ5ရက်နေ့မှာသူတို့နှစ်ယောက်မင်္ဂလာဆောင်ခဲ့တယ်။ Tiger Woods ကမင်္ဂလာဆောင်အတွက် Sandy Lane Resort တစ်ခုလုံးကိုအပြက်တစ်ပတ်လုံးဟားထားပြီးတော့နာမည်ကြီးပုဂ္ဂိုလ်တွေတထေးတကြွယ်မိတ်ဆွေတွေအများကြီးဖိတ်ပြီးတော့မင်္ဂလာဆောင်ကိုကြီးကြီးကျယ်ကျယ်ကျင်းပခဲ့တယ်။ Sandy Lane Resort ဆိုတာတဲ့ကဘာပေါ်မှာအခမ်းအနားဆုံးဈေးအကြီးဆုံးဆိုတဲ့ resort တွေစီးရင်ထဲမှာပါတယ်တဲ့။ လုံခြုံရေးတွေအများကြီးငှားခဲ့ပြီးတော့မီဒီယာတွေမလာနိုင်အောင်တီးတန့်လုပ်ခဲ့တဲ့မင်္ဂလာပွဲလို့ပြောတယ်။သူတို့မင်္ဂလာဆောင်နဲ့ပတ်သက်တဲ့ပုံတွေကိုအပြင်ကိုမထုတ်ပြန်ဘူး။မင်္ဂလာဆောင်နဲ့ပတ်သက်ပြီးတော့အင်တာဗျူးတွေမဖြေဘူး။ဆိုရှယ်မီဒီယာ post တွေမတင်ခဲ့ဘူးတဲ့။ဂျာရီကအလင်းနိုဒိုဂရန်ရဲ့တူတူတိတ်တိတ်နေခြင်းနဲ့အစိတ်ဆန္ဒကြောင့်ဖြစ်မယ်လို့ထင်တယ်။မင်္ဂလာဆောင်ကုန်ကြစည်ငွေက ဒေါ်လာတသန်းခွဲနှစ်သန်းနီးပါးလောက်ရှိခဲ့တယ်လို့ပြောတယ်။မင်္ဂလာဆောင်ပြီးတဲ့နောက်သူတို့လင်မယားကဖလော်ရီဒါကိုပြောင်းလာခဲ့တယ်။သူတို့ရဲ့သမီးဦးလေး Sam Ellis ကို2008ခုနှစ်ဇွန်လ16ရက်နေ့မှာမွေးခဲ့တယ်။ Sam ဆိုတဲ့နာမည်က Tiger Woods ရဲ့ငယ်နာမည်။သူ့အဖေကသူ့ကိုပေးခဲ့တာ။ Sam ကိုမွေးတဲ့အချိန်မှာ Tiger Woods ရဲ့အဖေကမရှိတော့ဘူး။ဒါကြောင့်မို့လို့သူကအမတ်တရပေးခဲ့တာဖြစ်တယ်။ Tiger Woods ကမိဘကိုအင်မတန်ချစ်ခင်ယူသေးတဲ့သားလို့သိရတယ်။ဒုတိယသားလေး Charlie XL ကိုကြတော့2009ခုနှစ် February လ10ရက်နေ့မှာမွေးခဲ့တယ်။ Tiger Woods ကမိသားစုကိုချစ်ပြီးတော့ကလေးတွေကိုဦးစားပေးတတ်တဲ့ဖခင်ကောင်းလို့သိရတယ်။ Ellen Nordgren ကတော့သူ့ရဲ့ငိုပုံစံအတိုင်းအသက်နိုင်ဆုံးမီဒီယာတွေရှိမှမပေါ်လာအောင်နေတယ်။ Interview ဖြေတယ်ဆိုတာအင်မတန်ရှာပါခဲ့တယ်။အကျိုးအမြတ်အများကြီးရမယ့် Interview Request လိုမျိုးကိုတောင်မှညှင်းပေးခဲ့တဲ့သူဆိုပြီးတော့နာမည်ကြီးတယ်။ သူ့ယောက်ျားရဲ့ထင်ပေါ်ကျော်ကြားမှုကိုအသုံးပြုပြီးတော့သူ့နာမည်ထင်ပေါ်ဖို့အတွက်မလုပ်ခဲ့ဘူး။မီဒီယာတွေရဲ့မျက်စိရှိကနေစူးစမ်းရှောင်ပြီးတော့တိုးတိုးတိတ်တိတ်ပဲနေခဲ့တယ်။ Tiger Woods ကတော့သူနဲ့ဆန့်ကျင်ဘက် အောင်မြင်မှုတွေတစ်ခုပြီးတစ်ခုထပ်ရတယ်မီဒီယာပေါ်မှာသူ့သတင်းတွေကမစင်းတော့ဘူးနာမည်ကြီး brand တွေအတွက်ကြော်ညာတွေအများကြီးရရတယ်အဲ့ဒီချိန်တုန်းကကမ္ဘာနာမည်ကြီး brand အတော်များများရဲ့ global ambassador ဖြစ်ခဲ့တယ်ဆိုတော့သူ့ရဲ့အောင်မြင်မှုကလုံးဝကမ္ဘာကျော်နေဆဲပေါ့ဒီယောက်ျားကိုချစ်လွန်းလို့ Eleanor Grand ကသူ့လိုချင်တဲ့ရိုးရှင်းအေးချမ်းတဲ့ဘဝနေထိုင်မှုကိုဆွံ့လွတ်ခဲ့တယ်သူ့ယောက်ျားရဲ့အောင်မြင်မှုနာမည်ကုန်သတင်းကြီးမှုအရှိန်ကြောင့် သူမျက်နှိုးတဲ့လက်မတွေပေါ်ဘသူမှကိုယ့်ကိုတတိမချမိပဲလွတ်လွတ်လပ်လပ်သွားလာရတဲ့အခွင့်အရေးတွေဆုံးရှုံးခဲ့ရတယ်။ပြီးတော့သူကကလေးတွေတယောက်ပြီးတယောက်မွေးပြီးတော့အင်ရှင်မကောင်းအဖြစ်ရှိနေတဲ့အချိန်မှာ Tiger Woods ကတော့အပြင်မှာတယောက်ပြီးတယောက်နဲ့ဖောက်ပြန်နေခဲ့ပါတယ်။ဂျာတွေကိုကလေးတွေကိုအချိန်ပြည့်ပြည့်စုံဆောင်ရှောက်နေတဲ့ Ellen Nordgren ကတိလာတဲ့အချိန်မှာသူ့ယောက်ျားဒါမျိုးလှုပ်လိုက်မယ်လို့သူကလုံးဝမယုံနိုင်ဘူးဖြစ်ခဲ့ပါတယ်။ တကယ်ကိုဒါဇန်နဲ့ခြီးတဲ့မိန်းကလေးတွေနဲ့ဖောက်ပြန်နေတယ်ဆိုတာတိလာတဲ့အချိန်မှာသူလုံးဝတိမခံနိုင်တော့ပါဘူး။ဒီယောက်ျားတယောက်ကိုတဘဝလုံးပုံအပ်ပြီးတော့ကိုယ့်ရဲ့ lifestyle နဲ့မတူတဲ့ဘဝကိုရွေးခဲ့တာ၊ယုံကြည်ထားခဲ့တာ၊တစ္ဆာဖောက်ခံရတဲ့ခါကျတော့သူကအယံကိုခံစားသွားရတယ်။သူကအဲ့ဒီကာလတွေကိုငရေမှဖျက်ဆီးနေရတယ်လို့ပဲဆိုပြီးတော့ပြောခဲ့တယ်။ Tiger Woods ရဲ့အိမ်ထောင်ရေးဖောက်ပြန်မှုတည်င်းကမ္ဘာစာမျက်နှာပေါ်မှာရောက်လာတဲ့အချိန်မှာသူနဲ့ကြော်ညာတဲ့လုပ်ငန်းတွေက တချို့ကမတိမတာနောက်ဆုတ်သွားတာရှိတယ်လို့အမေရိကန်နိုင်ငံက major telecommunications company တခုဖြစ်တဲ့ AT&T တို့နောက်တစ်ခု PepsiCo စတဲ့လုပ်ငန်းတချို့ကတော့ Tiger Woods နဲ့အပြက်ကိုလမ်းခွဲသွားတာရှိတယ်ဒီလိုဖောက်ပြန်တဲ့သူနာမည်သတင်းဆိုးတဲ့သူကိုသူကလက်တွဲအလုပ်လုပ်ဖို့ဆန္ဒမရှိဘူးဒီလိုမျိုးလုပ်ငန်းခုနှစ်ခုလောက်ရပ်တန့်သွားတာဖြစ်တဲ့အတွက်ကြောင့်ရှယ်ယာရှင်တွေရဲ့တန်ဖိုးတွေကျသွားပြီးတော့ American dollar 5 billion နဲ့7 billion ကြားဆုံးရှုံးသွားကြတယ်တဲ့ Tiger Woods ဖောက်ပြန်တာနဲ့ပဲနောက်ကနေလိုက်ပြီးတော့ဒုက္ခရောက်သွားတာတတိတန်းကြီးပဲ။နောက်တော့ Tiger Woods ကသူ့ရဲ့အမားကိုမီဒီယာတွေရှေ့မှာလူသိရှင်ကြားတောင်းပန်ခဲ့တယ်။ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီ။ Tiger Woods နဲ့ Ellen Nordgren တို့ကသူတို့ရဲ့အိမ်ချောင်ရေးကိုပြန်တည်ဆောက်ဖို့လအတော်ကြာစူးစမ်းခဲ့သေးတယ်တဲ့။ဒါပေမဲ့နောက်ဆုံးမှာတော့ Ellen Nordgren က Woods အပေါ်မှာသူ့ရဲ့ယုံကြည်မှုကပြတ်သွားပြီးမလို့ဘလို့မှဒီအိမ်ချောင်ရေးကိုသူရှေ့မဆက်နိုင်တော့ဘူးဆိုပြီးတော့ Woods ကိုကွာရှင်းခဲ့ပါတယ်။ က်ဆန်ကပျော်ရွှင်မှုတွေကိုဝယ်ပေးလို့မရသလိုအင်ထောင်ရေးကိုလည်းပြန်ဆွဲစီပေးလို့မရပါဘူးလို့အဲလင်းကပြောခဲ့တယ်။သူယောက်ျားအရန်ချမ်းသာတာသူသိတာပေါ့။ဒါပေမဲ့တစ္ဆာမရှိတဲ့အခါမှာသူခုမလွတ်နိုင်တော့။သူတို့ question နဲ့အချိန်မှာ Tiger Woods ကသူ့ကိုဒေါ်လာတန်းတရာပေးခဲ့ပါတယ်။သူတို့ရဲ့ question နဲ့ဖြစ်စဉ်ကလည်းရိုးရှင်းနေတဲ့ ်တရားရုံးရောက်တာတို့ဘာတို့အဲ့လိုမျိုးမရှိဘူးနှုတ်ဦးနှစ်ဖက်ကရှိနေတယ်ဟာဆွေးနွေးပြီးတော့โอเคဒီလိုမျိုးဖြစ်သွားပြီဒီလိုမျိုးသဘောတူလိုက်တယ်ဒီလိုစီစဉ်လိုက်တယ်ဆိုတာမျိုးကိုပဲလူထုကိုအတိပေးကြော်ညာလိုက်တာတဲ့ Tiger Woods ဖောက်ပြန်တာကိုအရန်မုန်းပေမဲ့သူ့ရဲ့မှားယွင်းမှုကိုသူကတာဝန်ယူတယ်။အများပြည်သူရှေ့မှာဝန်ခံတယ်၊တောင်းပန်တယ်ပြီးတော့သူ့မိမအလိုကြားလက်လျောပေးပြီးတော့ question ပေးတယ်။အပြစ်ရှိတဲ့သူကဒီလိုပဲဖြစ်ရမယ်လို့မြင်တဲ့အတွက်ကြောင့်ကျမတော့ကျေနပ်မိပါတယ်။ အဲ့ဒီနှစ်မှာသူ့ရဲ့ golf ranking ကလည်းပဲကမ္ဘာနံပါတ်1ကနေပြီးတော့နံပါတ်58အထိကိုတစ်နှစ်အတွင်းထိုးပြီးတော့အဆင့်ကျသွားတယ်တဲ့အဖောက်ပြင်းချင်းရဲ့ရလတ်တယ်ပေါ့နော်ဘယ်တော့မှအင်တာဗျူးလက်မခံခဲ့တဲ့အလင်းကလည်းပဲ Tiger Woods နဲ့ကွဲသွားတဲ့အချိန်မှာသူတို့နှစ်ယောက်ရဲ့တည်င်းကိုလူတွေကစိတ်ဝင်စားပြီးတော့အမျိုးမျိုးထင်ကြေးပေးပြီးပြောနေတဲ့အခါမှာသူက The People ရဲ့အင်တာဗျူးကိုလက်ခံပြီးတော့အခြေအနေကိုပုံပွင့်လင်းလင်းခြားပြဖြေဆိုပေးသွားခဲ့ပါတယ် သူတို့နှစ်ယောက်လင်ခန်းမရခန်းပြည့်စေးသွားကြပြီဖြစ်ပေမဲ့တာသမီတွေကိုတော့အတူတူပြုစုပြောထောင်ကြပါတယ်။တငေချင်းမိတ်ဆွေဆက်ဆံရေးကိုကောင်းကောင်းဆက်ပြီးတော့ထိန်းနိုင်ခဲ့တယ်လို့ဆိုကြပါတယ်။အိမ်ထောင်ကွဲသွားပြီးတဲ့နောက်မှာအလင်းနော်ဒဂရန်ကတူရလာတဲ့ပတ်စံတန်းတရားထဲက72တန်းလောက်ကိုသူတို့တားမိနေဖို့အတွက်ဖလော်ရီဒါကကမ်းခြေတစ်ခုမှာအိမ်ဝယ်တယ်။တချို့ကအိမ်ချမ်းမြေလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံနေပြီးတော့သူ့ဘဝကိုတူတူတိတ်တိတ်နဲ့နေပြီးတော့ကလေးတွေကိုဆက်ပြီးတော့ပြုစုပြောထောင်တယ် ဒါအပြင်သူငေငေတုံးကလေးကမက်ခဲ့တဲ့ဒီ child psychologist တယောက်ဖြစ်လာဖို့ဆိုတဲ့အိမ်မက်ကိုအကောင့်ထေဖို့အတွက် တက္ကသိုလ်ကျောင်းကိုပြန်တက်ခဲ့တယ်။2014မှာ Florida က Rollins College ကနေပြီးတော့အမတ်ကောင်းကောင်းနဲ့သူကျောင်းပြီးခဲ့တယ်။ကျောင်းပြီးတဲ့အချိန်မှာသူ့ရဲ့ GPA က3.96တောင်ရခဲ့တယ်တဲ့။ကျောင်းသက်ရင်နဲ့လူတွေရဲ့အပြုအမူတွေကိုလေ့လာရင်းနဲ့ပဲသူ့ရဲ့နာကျင်မှုတွေကိုကုစားခဲ့ပုံရတယ်။သူက The People နဲ့ Interview မှာပြောခဲ့တာလေးကိုကျွန်မအရင်သဘောကျတယ်။အမျိုးသမီးတစ်ယောက်ကကိုယ့်ခြေထောက်ပေါ်ကိုယ်ရက်တည်လို့ရတယ်။မိခင်တစ်ယောက်ဖြစ်လို့ရတယ်။ပြီးတော့ကိုယ့်ရဲ့ career aim ကိုလည်းအကောင့်ထဲပေါ်သွားလို့ရတယ်ဆိုတာကျွန်မအ မေကကျမကိုတက်တည်ပြခဲ့တယ်လို့သူကပြောခဲ့တယ်။အဲ့ဒါလိုပဲ Ellen Nordgren ကလည်း သူ့အမေလိုပဲအဖက်ဖက်မှာတော်တဲ့မိခင်တယောက်ဖြစ်လာခဲ့ပါတယ်။ကလေးတွေကိုပြုစုပျိုးချောင်ရင်းနဲ့သူ့ရဲ့အိမ်မက်ကိုလည်းအကောင့်ထေဖော်နိုင်ခဲ့တယ်။သူက2018ခုနှစ်မှာလိုင်စင်ရစိတ်ကျန်းမာရေးကောင်ဆလာတယောက်ဖြစ်လာခဲ့ပြီးတော့ EN Therapy ပေါ့ LLC လုပ်ငန်းကိုထူထောင်ပြီးတော့ကလေးတငယ်စိတ်ပညာဆိုင်ရာကဏ္ဍတွေကိုဆက်လုပ်သွားခဲ့ပါတယ်။ဒီကြားထဲမှာသူကဘီလီယံနာတယောက်ဖြစ်တဲ့ Chris Klein နဲ့လည်းတွဲလိုက်ပြက်လိုက်ဖြစ်ခဲ့ကြတယ်။ပြီးတော့မှ2019မှာတော့အပြီးပြက်ဆေးသွားတယ်လို့သိရတယ်။ Chris နဲ့ပြက်သွားပြီးတဲ့နောက်မှာ အဲလင်းကဒီဘလုံးအားကစားသမားဟောင်းဂျော်ဒန်ကင်မရွန်းနဲ့ပြန်တွေ့တယ်။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ relationship ကိုတော်တော်တိတ်တိတ်ပဲထားခဲ့ကြတယ်။2019ခုနှစ်မှာအဲလင်းကဂျော်ဒန်ရဲ့ပထမကလေးကိုကိုယ်ဝန်ဆောင်တော့မှသာလူတွေကတည်သွားကြတာ ဒုတိယသားလေးကို2022မှာမွေးခဲ့တယ်။သူတို့မိသားစုကဖလော်ရီဒါမှာအခုအတူတူနေကြတယ်။ပထမအိမ်ထောင်ရေးကာလတိုခဲ့ပေမဲ့နာကျင်စရာတွေရှိခဲ့ပေမဲ့ Eleanor Grand ကအဲ့ဒီနာကျင်မှုတွေကိုဖက်သွဲမထားဘဲနဲ့ move on လုပ်နိုင်ခဲ့ပြီးတော့သူ့ကိုအမှန်တကယ်ချစ်မြတ်နိုးတဲ့သူနဲ့တာယာတဲ့အိမ်ထောင်ပြန်ပြီးတော့ထူထောင်နိုင်ခဲ့တယ်။ တဖက်မှာလည်းသူနဲ့ Tiger Woods တို့ကအိမ်ထောင်ကွဲသွားကြပေမဲ့တာသမီတွေကိုတာဝန်မျှယူပြီးတော့ပြုစုပြထောင်ခဲ့ကြရတယ်။ Tiger Woods ကနှစ်အတော်ကြာတဲ့အထိအလင်းကိုချစ်နေသေးပုံရတယ်လို့သတင်းတချို့မှရေးကြတယ်။သူ့အပြစ်နဲ့သူမလို့တာဆွန့်လုပ်ပေးခဲ့ရတာပေါ့နော်။ဒါပေမဲ့အလင်းကတော့သူ့ဘဝကိုသူလှလှပပဆက်ပြီးတော့ရှောက်သွားခဲ့ပြီးမို့သူတို့နှစ်ယောက်က best friends ဆန်ရည်အနေနဲ့ပဲဆက်ပြီးတော့ရှိကြပါတယ်တဲ့သူတို့သမီးကြီးဆမ်ကတော့ဘောလုံးအားကစားမှာထူးချွန်တဲ့သူဖြစ်လာပြီးတော့ဒီနှစ်2025ခုနှစ်မှာ Stanford University မှာ scholarship ရပြီးတော့ကျောင်းစာတက်နေပါပြီတားချာလီကတော့သူ့အဖေခြေရာနင်းမဲ့ထူးချွန်တဲ့ golfer တယောက်ဖြစ်လာနေပြီသူတို့ကမိဘနှစ်ပါးရဲ့ပူပေါင်းပြုစုပျိုးထောင်မှုအောက်မှာပဲပျော်ရွှင်စွာနဲ့ကြီးပင်းလာခွင့်ရခဲ့ကြပါတယ် Tiger Woods ကတော့အခုချိန်ထိအိမ်ထောင်ပြန်မပြုတ်ဖြစ်သေးပါဘူး။ဒါပေမဲ့ဒီနှစ်2025နှစ်စံပိုင်းလောက်ကနေစပြီးတော့သူကသမ္မတကြီး Donald Trump ရဲ့ချွေးမဟောင်း Vanessa Trump နဲ့ဒိတ်နေကြပြီလို့သတင်းထွက်တယ်။ Vanessa က ဒိုနာဂျူနီယာထရမ့်ရဲ့ဇနီးဟောင်းပေါ့ထိုင်ဂါဝုဒ်စ်ကသူတို့နှစ်ယောက်ရဲ့ relationship ကို2025ခုနှစ်မတ်လ23ရက်နေ့မှာ Instagram မှာပေါ့ Vanessa Trump နဲ့သူနဲ့ပုံတွေတင်ထားပြီးတော့အတီးပြုတ်ကြော်ညာလိုက်ပါတယ်ထိုင်ဂါဝုဒ်စ်ကဒီတမရကြီးဒိုနာ Trump နဲ့လည်းခင်မင်ရင်းနှီးတဲ့သူဖြစ်ပြီးတော့သူတို့နှစ်ယောက်ရဲ့အချစ်ခင်ကိုလည်းတမရကြီးကလည်းသဘောတူခွင့်ပြုပါတယ်တဲ့ ဗနက်ဆာထရမ်ကကလေး9ယောက်ရှိတယ်။သူတို့နှစ်ယောက်နှိဆက်သွားတာကလည်းကလေးတွေရဲ့ဒီအားကစားပြိုင်ပွဲတွေမှာမကြာခဏတွေ့ဆုံရင်းနဲ့နှိဆက်သွားကြတယ်လို့ပြောတယ်။ဒီ relationship က serious ဖြစ်ပြီးတော့မကြာခင်မှာမင်္ဂလာသတင်းကြားရနိုင်ဖွယ်ရှိတယ်လို့ပြောနေကြပါတယ်။ဒီနေ့ပြပြချင်းတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပါပဲ။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။ Rocky the Memory ဖြစ်ပါကနေပြီးတော့ခုလိုမျိုးစိတ်ဝင်စားစရာလူတွေရဲ့ဘဝဇက်ကြောင်းတွေသင်ခန်းစာယူစရာတွေအားသက်စရာတွေအားကျစရာတွေစိတ်ချမ်းသာစရာလေးတွေကိုရှာဖွေလေ့လာပြီးတော့တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်စိတ်ဝင်စားတဲ့မိတ်ဆွေတွေကျေးဇူးပြုပြီးတော့ Rocky the Memory Keeper YouTube Channel လေးကို Like and Subscribe လေးလုပ်ပေးခဲ့ပါအောင်လို့အစ်စ်တင်တိုင်းတိလို့ရအောင်လဲခေါင်းလောင်းပုံလေးကိုနှိပ်ပေးခဲ့ပါအောင်နော်အလုံးကိုကျေးဇူးတင်နေနောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်